လုံးဒီနေ့စားကဒီ sticker ရဲ့လုပ်ငန်းကိုလုပ်တဲ့လူတွေအတွက်ပေါ့နော်အခုမှပထမဆုံးကျေလုပ်တယ် order လေးလုံးဝမရသေးဘူး order ရအောင်ဘယ်လိုလုပ်ရမလဲပေါ့နော်ဒါဒီနေ့နည်းနည်းလေးပြောပြမယ်အဓိကတော့ order ရမှာပဲဆိုတော့ဒီ10ရက်ကလုပ်လို့ရမှာလေ order မရဘူးဆိုရင်တော့အဲတို့ဘယ်လိုလုပ်ပြီးဝင်ငွေရမှာလေပေါ့နော်အခုဒီနေ့ဝင်ငွေရအောင် order ရအောင်ဘယ်လိုလုပ်ရမလဲနည်းနည်းလေးရှင်းလုပ်ပေးမယ်ဒါပထမဆုံးဒီ10ရက်လုပ်ငန်းကိုလုပ်တာဘူးဆိုရင်တစ်နှစ်ကျော်တော့ရှိသွားပြီပေါ့နော်အေးတစ်နှစ်ကျော်အတွင်းမှာအေးတစ်နှစ်ကျော်မတန်ပြောမယ်ဒီပထမဆုံးစအစပြီး ော်တာရရခဲ့တာဘာလို့လဲပေါ့နော်အဲ့ဒါနည်းနည်းပြောပြရမယ်အဓိကကအော်ရိုင်းအောင်ဆိုတော့တဆဆပိုင်းကတော့ကိုယ်လူတွေမတိတည်ဘူးဆိုရင်တော့ဒီအော်ရာကတော့ဘယ်သူမှမှာမှာမဟုတ်ဘူးကိုယ်လူကိုယ်ကိုလူတွေတိအောင်ရေလောက်ပေးရမယ်အဲ့တော့ online ကိုဖောင်းမယ်။ online ကိုတွားမယ်ဆိုရင်တိရအောင်လုပ်မယ်။ကိုယ်ဒီဒီဇိုင်းရိုက်နေပါတယ်။ဒီဇိုင်းရဲ့လောကမှာ စ်ချက်အော်ဒါမရခင်နော်အော်ဒါမရခင်မှာကိုဒီ marketing စင်းပေးရမှာ online မှာကိုဒီလုံအောင်ကို design နဲ့ပတ်သက်တဲ့ shiny လုပ်ပေးမယ် blog တွေရိုက်ပေးမယ် design နဲ့ပတ်သက်ပြီးတော့ကိုဒီတိပါတယ် sticker ဆိုရင်လည်းဒီ sticker ကြောင့်ကိုဒီတိပါနားလဲပါ shiny လုပ်ပေးမယ်လူတိအောင်ရင်လုပ်ရမယ်နံပါတ်1ကိုဒီဒီကိုစီမှာ design ရတဲ့လူဒီဘာတွေရမှာလဲပေါ့ဘလောက်ထိစားလို့အမခံပေးထားတာလဲဟုတ်ပေါ့ ကိုဒီဒီအဲ့ဒါတခုဖြစ်ခဲ့ရင်ကိုဒီဘလို့ဒီဘလို့တောင်းဝန်ယူပေးပါတယ်ဆိုတဲ့အကြောင်းအရာကိုလူတွေတရားလုပ်ပြရအောင်ဘို့ဆိုဒီစရိတ်ဒီစတစ်ကာရဲ့လုပ်ငန်းဆိုတာလုပ်တယ်လူဒီလုံးဝကိုအများကြီးရှိတယ်တတော်များများလူရောက်ပေါ်များဆိုတာရှိရထဲမှာကိုစီမှာတူပါကြောက်လရရမှာလေးပေါ့နော်လူတွေအများစုကတော့အတက်ဆန်နေရမ်းကြိုက်ပါတယ် သူတို့စိတ်ဝင်စားတဲ့လူစီမှာသူတို့တကယ်ကိုသဘောကျတယ်ကျွမ်းကျင်တယ်လို့ထင်ရတဲ့လူစီမှာသူတို့တွားပြီးတော့ဆက်ရဲကြတယ်ပေါ့နော်။ Okay ဒါကပထမဆုံးဇာလို့ရတွေ့ကြုံဆိုရင်စပြီးတော့ဇာဒီဒီတစဲနဲ့ပတ်သက်ပြီး share နည်းတွေလုပ်ပေးတယ်။ blog တွေဇာရိုက်ပေးပါတယ်။ လူတိအောင်ရေးလောက်ပါတယ်လူတိသွားပြီဆိုရင်တော့ဒီဒီစိတ်အစစီမှာဘာတွေရိုက်ပေးပါတယ်ဘာတွေလုပ်ပေးပါတယ်ဘလို့တွေတောင်းဝန်ယူပေးပါတယ်ဆိုတဲ့အချက်တွေဟိုသူတို့သိအောင်သူတို့ပြောပြပေးရမယ်ဘလို့တွေရိုက်ပြီးတဖြည်းဖြည်းနဲ့သူတို့ order ရလာလာပြီးဖြစ်ပါတယ်သူတို့စပြီး order စရပြီးဆိုတာ ਨੇ အကောင်းဆုံးအဲ okay ပထမဆုံးအတွေ့အကြုံမှာတော့ quality ကောင်းချင်မှကောင်းလိုက်မယ်ကိုအကြမ်းမှနားမလည်ဘူးလား okay အိမ်မှာမှတကယ်လို့ error ဖြစ်သွားခင် customer ကိုကိုဒီအပြေးဝတောင်းကိုယူပေးပါ အမှ delivery လုပ်ပေးတာတို့သူတို့စီကိုပစ္စည်းကိုတွားယူတဲ့အခါ delivery ယူပေးတာ delivery ပို့ပေးတာအရှုံးအမြတ်ငွေကြေးအဓိကမထားပဲနဲ့ကိုဘလောက်တိတောင်းကိုယူနိုင်လဲဘလောက်တိကိုလုပ်ပေးလဲလုပ်ပေးနိုင်လဲသူတို့စီဘလောက်တိကိုအမခံချက်ပေးနိုင်လဲရှစ်ဆက်ပြီးတော့အဲ့လိုမျိုးကိုဒီကိုရဲ့ quality ကိုကိုလုံးဝယုံကြည်တယ်အမခံချက်အပြည့်ပေးနိုင်တယ်တခုခု error ဖြစ်သွားရင်ကိုတောင်းဝယူပေးနိုင်တယ်ဆိုရင်ဒီ customer ကြီးကိုစီကို အမြင်နဲ့လာနေပါပဲဖြစ်တယ် customer ရိုက်နေကြ customer ဒီကိုစီကိုပဲတော့ကိုစီပဲမြင်နဲ့လာနေမှာအဲ့မှာလေကိုရီအမြင်နဲ့ customer ရရသွားမှာပဲဖြစ်တယ်ပေါ့နော်